မင်္ဂလာပါဒီနေ့မေလ29ရက် Federal FN ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးပါမယ်ဒီနေ့တော့တပြေတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကကားမှာအဝေးထိန်းစနစ်ထည့်သွင်းနိုင်တဲ့မောင်းသူမဲ့ကားကိုထုတ်လုပ်နိုင်တဲ့တဲ့တင်လက်နက်ကိုင်အဖွဲ့တွေရဲ့စိတ်ရသဝတ်မှုတွေကိုအရေးယူဖို့ဥပဒေပြဋ္ဌာန်းတင်တယ်လို့ AJAR ပြောတဲ့တဲ့တင် KEC ကိန်းရီတပ်မွေးပညာသင်တန်းကျောင်းကျောင်းဆင်းပွဲအခမ်းအနားပြုလုပ်တဲ့တဲ့တင်စတဲ့တဲ့တင်တွေအပါအဝင် Federal FN ရဲ့နေ့စဉ်သတင်းတွေကိုကြားကြရပါဦး မကွေးတိုင်းထဲမှာအခြေစိုက်ထားတဲ့တပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကကားမှာအဝေးထိန်းစနစ်ထည့်သွင်းထားတဲ့မောင်းသူမဲ့ကားတစ်စင်းကိုထုတ်လုံနိုင်ခဲ့တယ်လို့တပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကမေလ25ရက်နေ့မှာထုတ်ပြန်ထားပါတယ်။အဆိုပါမောင်းသူမဲ့ကားကိုစစ်ကောင်စီရဲ့အထိုင်ချတက်ဆွဲထားတဲ့စခန်းနေနဲ့စစ်စည်းရေးဂိတ်တွေကိုထိထိရောက်ရောက်ဖောက်ခွဲဖျက်ဆီးပြဖို့အတွက်ရည်ရွယ်ပြီးထုတ်လုပ်တာဖြစ်တယ်လို့လည်းသိရပါတယ်။ မောင်းသူမဲ့ကာဒစီထုတ်လို့ရမှာကုန်ကြစိတ်ကျက်သိန်း300ခန့်ကုန်ကြခဲ့ပြီးမောင်းသူမဲ့ကာဒစီပြီးမြောက်ဖို့အတွက်အချိန်3လကျော်ကြာမြင့်ခဲ့တယ်လို့လည်းသူကဆိုပါတယ်။တော်လိုင်းရေးကာလအတွင်းမြန်မာစစ်တပ်အပြင်လက်နက်ကင်တပ်ဖွဲ့တွေကျူးလွန်ခဲ့တဲ့စစ်ရာဇဝတ်မှုတွေလူခွင့်ရေးချိုးဖောက်မှုတွေကိုအေးအေးယူဖို့တော်လိုင်းရေးအလွန်ကာလမှာပေါ်ပေါက်လာတဲ့အဆိုးရွားကဥပဒေပြဋ္ဌာန်းတင်တယ်လို့ Asia Justice and Right AJAR ရဲ့ Transitional Justice တင်တောင်းခံကိုချင်မင်းလေးက Federal FM ကိုပြောပါတယ်။ အရေးယူဖို့အပြင်နောက်ထပ်မကျူးလွန်ဖို့ဥပဒေကိုလည်းပြဋ္ဌာန်းရမယ်လို့သူကဆိုပါတယ်ပြီးခဲ့တဲ့မတ်လ23ရက်နေ့ကထိုင်းနိုင်ငံချင်းမိုင်မြို့မှာအသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုအကြောင်းပညာပေးဗီဒီယိုပြပွဲအစီအစဉ်ပြုလုပ်ခဲ့ပါတယ်မြန်မာစစ်တပ်ဟာလက်ရှိမှာစစ်ရာဇဝတ်မှုနဲ့လူခွင့်ရေးချိုးဖောက်မှုတွေကိုဇက်တိုက်ကျူးလွန်နေတယ်လို့လည်းသူကပြောပါတယ် DFKK ကဥဆောင်ဖွင့်လှစ်တဲ့ Kennedy Education Center KEC Kennedy တပ်မွေးပညာသင်တန်းကျောင်းကျောင်းဆင်းပွဲအခမ်းအနားကိုမေလ25ရက်နေ့ရှမ်းကရင်နီနေဆက်တနေရာမှာကျင်းပပြုလုပ်ခဲ့ပါတယ်။ Kennedy တပ်မွေးပညာသင်တန်းကျောင်းကို2025ခု Maths လ10ရက်နေ့ကနေမေလ25ရက်နေ့ထိ3လတာသင်တန်းပို့ချခဲ့တာဖြစ်ပါတယ်။အဆိုပါသင်တန်းမှာ ွန်ပျူတာစက်ချုပ်မိကပ်နဲ့စံတစရတွေကိုတင် जा ပေးပြီးအခမ်းအနားမှာကျောင်းသူကျောင်းသားတွေကအကနဲ့ဖြောပြပေးရတယ်။တင်နန်းစင်းလက်မှတ်ပေးရတာတွေနဲ့ထူးချွန်ကျောင်းသားတွေကိုစုချင်းမြင်ချင်းစတဲ့အစီအစဉ်တွေပါဝင်ပြီးကျောင်းသူကျောင်းသားဦးရေစုစုပေါင်းအယောက်40တင်နန်းစင်းခဲ့တယ်လို့သိရပါဗျ။ ပဲခူးတိုင်းဒေသကြီးရွှေကျင်းမြို့နယ်အတွင်းမှာရှိတဲ့ကျွန်းကြီးကြီးရွာမှာမင်္ဂလာဆောင်ပွဲကျင်းပနေတဲ့အရက်သားတွေကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့်ဆယ်ဦးသေဆုံးပြီး20ကျော်ထက်မနည်းဒဏ်ရာရရှိခဲ့တယ်လို့တော်ဝင်တောင်းတက်ရင် P2913 ရဲ့ရဲဘော်တအူးက Federal FM ကိုပြောပါတယ်။မေလ25ရက်မနက်9:00နာရီဝန်းကျင်လောက်မှာစစ်ကောင်စီက Jet Fighter နဲ့3ချိန်ဘုံ3လုံးတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သူကအဆိုပါတယ်။ ထိခိုက်တံရရတဲ့အရက်သား20ကျော်ရေးမှခုနှစ်ဦးခန့်လောက်ကပြင်းထန်တဲ့တံရရရှိခဲ့တာကြောင့်အသက်အန္တရာယ်အတွက်စိုးရိမ်နေရတယ်လို့သူကပြောပါတယ်။ပြီးခဲ့တဲ့မေလ23ရက်နေ့မှာလဲသခိုင်းတိုင်းမင်းကင်းမြို့နယ်ကတာစီရွာနဲ့မင်းစုရွာကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့်ကလေးငယ်အပါအဝင်အရက်သား10ဦးထက်မနည်းသေဆုံးခဲ့ပြီးထိခိုက်တံရရသူတွေအများအပြားရှိခဲ့တယ်လို့လည်းသိရပါတယ်။ဒီနေ့မေလ29ရက် Federal FN ရဲ့နေ့စဉ်သတင်းတွေကိုကြားခဲ့ရတာပါကျွန်တော်တော့မှပါခင်ဗျာ